စကိုင်းတိုင်းတွင်းကလူနည်းစုလူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုစမ်းစစ်လေ့လာခြင်းအခုမျှဝေပေးသွားမှာကတော့ဒိုဖက်ဒရယ်စာသင်မှာဖော်ပြထားတဲ့စောင်းပါဖြစ်ပါတယ်။စောင်းပါရှင်ကတော့ဆရာဆိုးဝင်းစွေဖြစ်ပါတယ်ရှင်။စောင်းပါရှင်နဲ့ဒိုဖက်ဒရယ်စာသင်တို့ကိုကျမတို့အင်ပြန်လန်းချန်နယ်ကနေပြန်လည်မျှဝေခွင့်ပြုဖို့ဒီညကနေပဲလေးစားစွာနဲ့ခွင့်တောင်းလိုက်ရပါတယ်ရှင်။နားဆင်လေ့လာကြည့်ပေးကြပါဦးနော်။ ခိုင်းတိုင်းတွင်ကလူနည်းစုလူမျိုးစုများ၏ကိုပိုင်ပြထန်းခွင့်ကိုစမ်းစစ်လေ့လာခြင်းအပိုင်းတက်ဒီမိုကရေစီလို့ပြောလိုက်တာနဲ့အများစုရဲ့စံတာကို ဖော်ဆောင်ခြင်းလို့လက်ခံနားလည်ထားလေရှိပါတယ်။သို့သောဒါကဒီမိုကရေစီရဲ့အဓိပ္ပာယ်တဝက်တာရှိပါသေးတယ်။ဒီမိုကရေစီဆိုတာအများစုရဲ့စံတာကို ဖော်ဆောင်သလိုအ ਨੇ စုရဲ့သဘောထားကိုလည်းအလေးထားရပါတယ်။ အ ਨੇ စုရဲ့သဘောထားကိုအလေးမထားဘဲအများစုရဲ့စံတတာအမှန်ဆိုရင်ဒီမိုကရေစီမဟုတ်တလို့လူအုပ်ကြီးဝါဒတာဖြစ်ပါတယ်။အ ਨੇ စုဆိုရမှာလူမျိုးရေးအရအ ਨੇ စုဖြစ်တာရှိတယ်လို့လိန်စိတ်ခံယူမှုအရာဖြစ်စေလူရန်းစားရဖြစ်စေကိုယ်ကိုယ်ယုံကြည်မှုရဖြစ်စေအ ਨੇ စုဖြစ်တာမျိုးလဲရှိနိုင်ပါတယ်။ကနေဒါမှာ Quebec ပြည်နယ်ကတင်သက်စကားပြောလူနည်းစုတွေရှိပါတယ်။ အိန္ဒိယမှာဟိန္ဒူက82ရာခိုင်နှုန်းရှိပြီးတော့မွတ်စလင်က73ရာခိုင်နှုန်းဗုဒ္ဓဘာသာနဲ့တခြားဘာသာဝင်တွေက9ရာခိုင်နှုန်းရှိပါတယ်။အမေရိကန်မှာတော့လူဖြူမဟုတ်တဲ့လူမျိုးစုတွေဂျာမနီမှာတော့ရွှေပြောင်းတူရကီနယ်ပွားတွေကို လူနည်းစုတွေလို့ပြောကြလေရှိပါတယ်။တကယ်တော့လူနည်းစုဆိုတာလူအဖွဲ့အစည်းတစ်ခုမှာ90ရာခိုင်နှုန်းအောက်ရော့တဲ့အုပ်စုတွေကိုခေါ်ဝေါ်ကြတယ်လို့ ရေးဖို့ရအမှတ်သားမိပါတယ်။ဒီစာစုမှာတော့စကိုင်းတိုင်းမှာ လူမျိုးရေးအရာလူနည်းစုဖြစ်တည်ခြင်းရဲ့နိုင်ငံရေးသဘောကိုလေ့လာကြည့်လိုပါတယ်။ရခိုင်အခေါ်အဝေါ်ဖြစ်တဲ့စကိုင်းတိုင်းဒေသကြီးဆိုတာလူမျိုးပေါင်းစုံ အခြေချနေထိုင်လျက်ရှိတဲ့ဒေသကြီးတစ်ခုဖြစ်ပါတယ်။နေထိုင်ကြတဲ့အများစုကတော့ဗမာလူမျိုးများဖြစ်ပြီးတော့ရှမ်းရှမ်းနီလို့ခေါ်တဲ့ရှမ်းနီနောက်ကဒူးကနန်းချင်းနာဂ စတဲ့လူမျိုးစုများလည်းအတိုင်းအတာပမာဏတစ်ခုချင်းပြန့်နှံ့နေထိုင်ကြပါတယ်။2019ခုနှစ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စည်ရင်းစရားတွေအရဆိုရင်လူဦးရေ9,000သိန်း3,958ရောက်ရှိတဲ့စကိုင်းတိုင်းမှာပမာမြန်မာလူမျိုး၄သန်းနဲ့၈သိန်းကျော်နေထိုင်ပြီးတော့ရှမ်းနေလူမျိုး၂သိန်း၆တောင်းကျော်ချင်းလူမျိုး၂သိန်း၂တောင်းကျော် နာဂလူမျိုးတသိန်း၄000ကျော်ကဒူးလူမျိုးတသောင်း6000ကျော်နဲ့ကနန်းလူမျိုးတသောင်း3000ကျော်နေထိုင်ကြပြီးတော့တခြားလူမျိုးစုတွေလည်းစုပေါင်းနေထိုင်တယ်လို့သိရပါတယ်။ရခိုင်နှုန်းအဖြစ်ပြန်ပြောရမယ်ဆိုရင်တော့ဗမာမြန်မာလူမျိုးကစကိုင်းတိုင်းဒေသကြီးလူဦးရေရဲ့89.58ရာခိုင်နှုန်းရှမ်းရှမ်းနီလူမျိုး၄ .83 ရာခိုင်နှုန်းချင်းလူမျိုးကတော့၄. ၃၅၀ရာခိုင်နှုန်း၊နာဂလူမျိုး၂၀.၆၁ရာခိုင်နှုန်း၊ကဒူးလူမျိုးကတော့၃၀.၂၉ရာခိုင်နှုန်းနဲ့ကနန်းလူမျိုးကတော့၃၀.၂၄ရာခိုင်နှုန်းနေထိုင်ကြပါတယ်။ဒါ့ပေမဲ့အစိုးရအဆက်ဆက်လူမျိုးရေးဖိနှိပ်မှုတွေကြောင့်တချို့လူမျိုးစုဇယင်းတွေက geographically ရပမာဖြစ်ပြီး biologically ရတော့နန်းပမာတိုင်းရင်းသားများလည်းဖြစ်နေနိုင်ပါတယ်။၂၀၁၉ခုနှစ် အထူးရီအောက်ချုပ်ရေးဦးစီးဌာနရဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကလူမျိုးစုများရဲ့ပြန့်နှံ့နေထိုင်မှုကိုလေ့လာကြည့်လိုက်တဲ့အခါမှာနာဂလူမျိုးစုတွေအများဆုံးနေထိုင်တဲ့မြို့နယ်၅မြို့နယ်ကတော့နန်းရိုးမြို့နယ်မှာ9500ကျော်လူဦးရေရဲ့66တသမ6ခုရာခိုင်နှုန်းဖြစ်ပါတယ်။လဟဲမြို့နယ်မှာကတော့9400ကျော် ညွန့်နယ်လူဦးရေရဲ့69တသမ200ခိုင်နှုန်းဖြစ်ပါတယ်။ခန်တီးညွန့်နယ်မှာတော့18000ကျော်ညွန့်နယ်လူဦးရေရဲ့46တသမ250ခိုင်နှုန်းဖြစ်ပြီးတော့လေရှိညွန့်နယ်မှာတော့15000ကျော်ညွန့်နယ်လူဦးရေရဲ့89တသမ36ခိုင်နှုန်းနဲ့ဟုံမလေးညွန့်နယ်မှာ1850ရောက်ညွန့်နယ်လူဦးရေရဲ့3တသမ88ခိုင်နှုန်းတွေဖြစ်ပါတယ်။ချင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့မြို့နယ်၅မြို့နယ်ကတော့ လေးမြို့နယ်မှာတသိန်းနဲ့6000ကျော်မြို့နယ်လူဦးရေရဲ့46.45ရာခိုင်နှုန်းဖြစ်ပါတယ်။တမူးမြို့နယ်မှာတော့9200ကျော်မြို့နယ်လူဦးရေရဲ့46.23ရာခိုင်နှုန်းဖြစ်ပါတယ်။ဟောင်မလေးမြို့နယ်မှာ6400ကျော်မြို့နယ်လူဦးရေရဲ့3.34ရာခိုင်နှုန်းနဲ့လေရှိမြို့နယ်မှာ2213ရာမြို့နယ်လူဦးရေရဲ့12.38ရာခိုင်နှုန်းတွေဖြစ်ပါတယ်။ ရှမ်းပြည်လူမျိုးစုတွေအများဆုံးနေထိုင်ရာမြို့နယ်6မြို့နယ်ကတော့ဟောင်မလင်းမြို့နယ်မှာတသိန်းနဲ့9000တောင်းကျော်လူရေရဲ့80တသမ46ရာခိုင်နှုန်းဖြစ်ပါတယ်။ဗန်းမောင်မြို့နယ်မှာတော့9300ကျော်မြို့နယ်လူဦးရေရဲ့69တသမ51ရာခိုင်နှုန်းဖြစ်ပါတယ်။ခန့်တင်းမြို့နယ်မှာ9621ရောက်မြို့နယ်လူဦးရေရဲ့20တသမ45ရာခိုင်နှုန်း။ဖောင်းပြင်းမြို့နယ်မှာ6886ရောက်မြို့နယ်လူဦးရေရဲ့ 6.32ရာခိုင်နှုန်းအင်းတော်မြို့နယ်မှာ9540ရောက်မြို့နယ်လူဦးရေ4.35ရာခိုင်နှုန်းတမူးမြို့နယ်မှာ1630ရောက်မြို့နယ်လူဦးရေ1.1.42ရာခိုင်နှုန်းတွေဖြစ်ပါတယ်။တခြားမြို့နယ်တွေမှာကတော့နာကရှင်းနဲ့ချင်းနဲ့ရှမ်းနေလူမျိုးစုတွေကလူဦးရေ1000အောက်သာနေထိုင်ကြပါတယ်။တခါကဒူးလူမျိုးများကိုတော့မမောက်မြို့နယ်မှာအများဆုံးတွေ့ရပြီးတော့ တတောင်းနဲ့6031ရောက်မြို့နယ်လူဦးရေရဲ့15.11တရာခိုင်နှုန်းနဲ့ကနန်းလူမျိုးစုတွေကိုလည်းပဲဗမောက်မြို့နယ်မှာပဲတတောင်း3291ရောက်မြို့နယ်လူဦးရေရဲ့12.54ရာခိုင်နှုန်းတွေအခြေချနေထိုင်ကြတယ်လို့ဖော်ပြထားပါတယ်စကိုင်းတိုင်းအတွင်းမှာဗမာမြန်မာလူမျိုးတွေအများဆုံးနေထိုင်ရာမြို့နယ်6မြို့နယ်ကတော့လေရှိမြို့နယ်မှာ89ရောက်မြို့လူဦးရေ3.44ရာခိုင်နှုန်း ်လဟဲမြို့နယ်မှာ321ရောက်မြို့နယ်လူရည်ရဲ့3.68ရာခိုင်နှုန်း၊နန်းရုံမြို့နယ်မှာ1988ရောက်မြို့နယ်လူရည်ရဲ့3.11ရာခိုင်နှုန်း၊ခုံမလေးမြို့နယ်မှာ2698ရောက်မြို့နယ်လူရည်ရဲ့2.54ရာခိုင်နှုန်းနဲ့ခန့်တီးမြို့နယ်မှာတော့6495ရောက်မြို့နယ်လူရည်ရဲ့25.48ရာခိုင်နှုန်းနေဖြစ်ပါတယ်။ ။ကြံတဲ့မြို့နယ်တွေမှာတော့လူဦးရေရဲ့85ရာခိုင်နှုန်းကျော်ကဗမာမြန်မာလူမျိုးတွေနေထိုင်ကြတယ်လို့တွေ့ရှိရပါတယ်။ဆက်လက်ပြီးတော့သခိုင်းတိုင်းအတွင်းကလူမျိုးရေးပြန့်နှံ့နေထိုင်မှုရာကြည့်ရင်ထူးခြားတဲ့မြို့နယ်၅မြို့နယ်အကြောင်းကိုတင်ပြလိုပါတယ်။သခိုင်းတိုင်းအထက်ပိုင်းက တမောင်မျိုးနယ်ဟာဆိုရင်မြို့လူဦးရေရဲ့69တသမ5တရာခိုင်နှုန်းဟာရှမ်းရှမ်းနီလူမျိုးများဖြစ်ကြပြီးတော့ကဒူးလူမျိုး15တသမ1တရာခိုင်နှုန်းနဲ့ကနန်းလူမျိုး12တသမ5လေးရာခိုင်နှုန်းတို့နေထိုင်ကြပါတယ်။တမာလူမျိုးတွေကတော့မြို့လူဦးရေရဲ့2တသမ5လေးရာခိုင်နှုန်းသာရှိပြီးတော့တခြားလူမျိုးစုများက3တသမ3 3ည ကြာလိုက်နှုန်းနေထိုင်ကြပါတယ်။ဟောင်မလေးမြို့နယ်မှာဆိုရင်လေမြို့လူဦးရေရဲ့80.46ရာခိုင်နှုန်းဟာရှမ်းရှမ်းနေလူမျိုးများဖြစ်ကြပြီးတော့ဗမာလူမျိုးကတော့55.51ရာခိုင်နှုန်းသာနေထိုင်ကြပါတယ်။နာဂလူမျိုးတွေကတော့မြို့လူဦးရေရဲ့3.15ရာခိုင်15ရာခိုင်နှုန်းသာရှိပြီးတော့တခြားလူမျိုးစုများက3.88ရာခိုင်နှုန်းနေထိုင်ကြပါတယ်။ခန္တီမျိုးနယ်မှာဆိုရင်လေမြို့လူဦးရေရဲ့46.3 နှစ်900ရာခိုင်နှုန်းဟာနာဂလူမျိုးများဖြစ်ကြပြီးတော့ဗမာလူမျိုးတွေကတော့25.48ရာခိုင်နှုန်းသာနေထိုင်ကြပါတယ်။ရှမ်းလို့ခေါ်တဲ့ရှမ်းနေလူမျိုးများကတော့မြို့လူဦးရေရဲ့20.45ရာခိုင်နှုန်းရှိပြီးတော့တခြားလူမျိုးစုများက9.82ရာခိုင်နှုန်းနေထိုင်ကြပါတယ်။အထူးကလူမျိုးစုကြီးနှစ်ခုလူဦးရေအချိုးစားတူညီလူနေပါနေထိုင်ကြတဲ့မြို့နှမျိုးကတော့တမူးမြို့နဲ့ကလေးမြို့တို့ပဲဖြစ်ပါတယ်။ တမူးမြို့မှာဆိုရင်မြို့လူဦးရေအရဗမာလူမျိုးအများစုက48တသမ48ရာခိုင်နှုန်းရှိပြီးတော့ချင်းလူမျိုးစုက46တသမ23ရာခိုင်နှုန်းရှိပါတယ်။ကျန်တာတွေကတော့ရှမ်းနီလူမျိုးစု3တသမ63ရာခိုင်နှုန်းနဲ့တခြား1တသမ42ရာခိုင်နှုန်းလို့နေထိုင်ကြပါတယ်။ကလေးမျိုးနယ်မှာဆိုရင်လည်းမြို့လူကြီးရဗမာလူမျိုးစုက52တသမ98ရာခိုင်နှုန်းရှိပြီးတော့ ချင်းလူမျိုးစုက46တသမ45ရာခိုင်နှုန်းရှိပါတယ်။ကျန်တာတွေကတော့တခြားလူမျိုးစုတွေ3တသမ5ခုရာခိုင်နှုန်းနေထိုင်ကြတာကိုတွေ့ရပါတယ်။အရှိမပြောပြခဲ့တဲ့9မြို့နယ်ကလွဲပြီးတော့ကျန်တဲ့စကိုင်းတိုင်းအတွင်းကကျန်တဲ့မြို့နယ်တွေမှာတော့ဗမာမြန်မာလူမျိုးစုတွေကမြို့လူဦးရေ85ရာခိုင်နှုန်းကျော်နေထိုင်ကြတာကိုတွေ့ရပါတယ်။ ဆက်ပြီးတော့2008အခြေခံဥပဒေမှာပါတဲ့လူနည်းစုများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။လူမျိုးစုများရဲ့လူဦးရေအချိုးအစားကိုအသေးစိတ်ပြောပြနေရတာကလူနည်းစုလူမျိုးစုများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလေ့လာတဲ့အခါလူဦးရေဆိုတာအရေးအကြီးဆုံးအချက်တရက်ဖြစ်နေလို့ပါပဲ။လူနည်းစုလူမျိုးစုများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်လို့အနည်းကပ်ပြန်ကြည့်ရရင စစ်တပ်ကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့2008အခြေခံဥပဒေကိုပြန်ကြည့်ရမှာဖြစ်ပါတယ်။2008အခြေခံဥပဒေပုံမှ161ဂါငယ်မှာဆိုရင်တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီးရရှိပြီးသောသို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်းကိုပိုင်အုပ်ချုပ်ခွင့်စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပကြံတိုင်းရင်းသားလူမျိုးများအနက်ပြောကံတည့်မြတ်သောလူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိလူရည်စုစုပေါင်း၏တုံညတတ္တမတိတ်ရာခိုင်နှုန်းအထက်ရှိကြောင်းသက်ဆိုင်ရာကသတ်မှတ်သောတိုင်းရင်းသားလူမျိုးစုအတီတီကလူမျိုးတစ်မျိုးလျင်တဦးကြစီရွေးကောက်တင်မြောက်သည့်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များလို့ ပြဋ္ဌာန်းပါရှိတာကြောင့်စကိုင်းတိုင်းဒေသကြီးမှာဆိုရင်ဗမာနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနာဂလူမျိုးကိုဖယ်လိုက်မယ်ဆိုရင်နိုင်ငံတော်လူဦးရေရဲ့တုံညတသမတ1ရာခိုင်နှုန်းကျော်ရှိတဲ့ချင်းနဲ့ရှမ်းနီလူမျိုးစုများဟာ၎င်းတို့ရဲ့လူမျိုးစုကို ကိုပိုင်ပြဋ္ဌာန်းခွင့်ရတိုင်းလွတ်တော်အတွက်အမတ်နေရာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိပြီးတော့ဒီအမတ်တွေက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချင်းတိုင်းရင်သားရေးရာ ဝင်ကြီးနဲ့ရှန်ရှန်နီတိုင်းရင်သားရေးရာ ဝင်ကြီးဆိုပြီးဝင်ကြီးနေရာတနရာစီရရှိခဲ့ပါတယ်။ဒါဟာ2008အခြေခံဥပဒေကိုပြန်လည်တန်းတနေခြင်းမဟုတ်ပါဘူး။အနည်းဆက်ဆုံးတမိုင်းတစ်ခွေကပြဋ္ဌာန်းချက်တွေကို အခုနေရာမှာကြိုးကြောင်းစီလျော်စွာနဲ့ထက်သွင်းတင်ပြခြင်းသာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပြောရမယ်ဆိုရင်2008အခြေခံဥပဒေအရစဉ်းစားကြည့်တဲ့အခါမှာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာသတ်မှတ်ပုံကစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီတုန်းကပအိုးပလောင်ဓနုကိုကန့်နဲ့နာဂလူမျိုးစုများအတွက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ self administrative zone နဲ့ဝါလူမျိုးစုကကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်း self administrative division ဆိုပြီးတတ်မှတ်ခဲ့ကြတာရှိပါတယ်။သခိုင်းတိုင်းအနေနဲ့ကြည့်မယ်ဆိုရင်နာဂထက်လူကြီးများတဲ့လူနည်းစုတွေဖြစ်တဲ့ ချင်းနဲ့ရှမ်းနေလူမျိုးများက ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမရပဲသူတို့ထက်လူကြီးနဲတဲ့နာဂကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာရခဲ့တာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုတော့နာဂကတခြားလူနည်းစု လူမျိုးစုများထက်လူကြီးနဲပဲမဲ့လူနေတိတ်တဲမှုမြင်မာလို့ပဲဖြစ်ပါတယ် ဒါကြောင့်လူဦးရေပေးရင်လူနေတိတ်သေးမှုဟာလဲလူနည်းစုများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတတ်မှတ်ရမှာ အရေးကြီးတဲ့အချက်တစ်ခုဆိုတာတွေ့ရှိရပါတယ်။တိုင်းဒေသကြီးအတွင်းကတခြားလူမျိုးစုများဖြစ်ကြတဲ့ကဒူးနဲ့ကနန်းလူမျိုးစုများကတော့နိုင်ငံရဲ့လူဦးရေရဲ့3.7%ရာခိုင်နှုန်းမပြည့်တဲ့အတွက်လူနည်းစုအခွင့်အရေးဆုံးရှုံးခဲ့ရပြီးတော့ဒါက2008အခြေခံဥပဒေရဲ့အာဏာချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါအပြင် လူနည်းစုလူမျိုးစုများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖော်ဆောင်တဲ့နေရာမှာလူနည်းစုလူမျိုးစုများရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းတဲ့ဘာသာစကားဆိုင်ရာတန်းတူခွင့်ကို ဖော်ဆောင်ပေးဖို့ပြက်ကွက်ခဲ့မှုကလည်း2008အခြေခံဥပဒေရဲ့နောက်ထပ်အားနည်းချက်တစ်ခုဖြစ်ပါတယ်။